ကျမ်းမာရေးဆောင်ရှောက်မှုရမုံငွေအတွက်ဒီမိုကရက်တစ်တောင်းဆိုမှုတွေကိုအခြေပြုတဲ့အကြိမ်နယ်ဆွေးနွေးမှုတွေအတွင်လွတ်တော်အမတ်တွေနဲ့သမ္မတဒေါ်နယ်ထရမ့်တို့ဘတ်ဂျက်ပြဿနာပြေလည်စေဖို့ဆောင်ရွက်နိုင်ခြင်းမရှိတာကြောင့်စက်တမ30ရက်တကောင်ကျော်ချိန်မှာအမေရိကန်ဘဟုအစိုးရရဲ့လုပ်ငန်းလက်ပတ်မှုတွေစတင်ရပ်ဆိုင်သွားခဲ့ပါတယ်။ဖက်ဒရယ်အစိုးရရဲ့လုပ်ငန်းလက်ပတ်မှုရပ်ဆိုင်တာဟာလွန်ခဲ့တဲ့9နှစ်ခန့်က တမိုင်းမှာအကြဆုံးအစိုးရလုပ်ငန်းတွေရပ်ဆိုင်မှုဖြစ်တဲ့35ရက်ကြာရပ်ဆိုင်ခဲ့ပြီးနောက်ပိုင်းပထမဆုံးအကြိမ်ပို့အစိုးရရဲ့လုပ်ငန်းလက်ပတ်မှုတွေရပ်ဆိုင်မှုဖြစ်လာခဲ့ပါတယ်။အစိုးရရန်နေရာရပ်ဆိုင်တာကြောင့် Federal ဌာနတွေ Federal Agency တွေမှာအလုပ်တွေရပ်ဆိုင်သွားမှာဖြစ်ပြီးဒီလိုရပ်ဆိုင်တာကအစိုးရဝန်ထမ်းထောင်ပေါင်းများစွာကိုတက်ရောက်မှာဖြစ်ပါတယ်။ဆွေးနွေးမှုတွေရှေ့မဆက်နိုင်ဖြစ်ရတဲ့အတွက် Trump ကဒီမိုကရက်တွေကိုဝေဖန်ခဲ့ပါတယ်။တိုးတက်မှုရှိတဲ့ဦးစားပေးအလုပ်တွေကိုပြတ်မှတ်ထားတာနဲ့ ပြည်သူဝိုင်းကဏ္ဍမှာအလုပ်တွေရန်နာရတဲ့အနေအထားတို့ဖြစ်ပေါ်တဲ့အစိုးရရန်နေရာရပ်ဆိုင်နေတဲ့အတွင်းဒီမိုကရက်တစ်ပါတီကို၎င်းဒီပါတီကိုထောက်ခံသူတွေကို၎င်းအပြစ်ပေးမယ်လို့ထရမ့်ကချိန်ချောက်ခဲ့ပါတယ်။ဒီတော့ကကျွန်တော်တို့ကလူများကြီးကိုအလုံနာခံရတော့မှာပါ။ဒါဟာတန်ရောက်မှုအလွန်ကြီးပါတယ်။အဲဒီလိုအလုံနာရမယ့်သူတွေဟာဒီမိုကရက်တစ်ဖြစ်မှာပါလို့ထရမ့်ကသမရယုံမာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ လုပ်ငန်းလက်ပတ်တာတွေရက်ဆိုင်တာနဲ့အတူကောင်းတဲ့အရာအများအပြားရှိလာနိုင်ပါတယ်။ဒီလိုအလုပ်တွေနားထားရတဲ့အချိန်မှာကျွန်တော်တို့အလိုမရှိတဲ့အရာတွေကိုရှင်းထုတ်ပြရမှာပါ။ရှင်းထုတ်ရမယ့်သူတွေကတော့ဒီမိုကရက်တစ်နဲ့သက်ဆိုင်တာတွေပဲဖြစ်ပါတယ်လို့ထရမ့်ကပြောပါတယ်။ အောက်လွတ်တော်ကအတည်ပြုပြီးသားဖြစ်တဲ့ကာလာတိုရေမုံငွေအသုံးပြုခြင်းနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်ကိုစီးနေကအတည်မပြုနိုင်ဖြစ်ခဲ့ရပြီးတဲ့နောက်စက်တဘာ30ရက်သကောင်းရက်အချိန်အော်တဝါတရက်မနက်မှာအစိုးရလုပ်ငန်းတွေစတင်ရပ်ဆိုင်သွားခဲ့ပါတယ်။အေဘီရောမှာပြုလုပ်တဲ့နောက်ဆုံးအချိန်တွေ့ဆုံမှုအတွင်းအချိန်နှင့်တိုးတက်မှုမရှိဖြစ်ခဲ့ပြီးတဲ့နောက်စက်တဘာ29ရက်ခရဲကဘတ်ဂျက်သဘောတူညီမှုရဖို့မရေမရာဖြစ်ခဲ့ရတာဖြစ်ပါတယ်။